်မင်္ဂလာပါရှင်ဒီဇင်ဘာလ9ရက်နေ့နေ့လယ်ခင်းဒီနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်အစ္စရေးကလက်နက်တပ်ဆင်ပေးထောက်ပြီးဟောင်းမော်စွန့်ကျင်အင်အားစုအဖြစ်ရပ်တည်နေတဲ့ပါလက်စတိုင်းအဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်တိတ်ဆုံးသွားကြောင်းသိရပါတယ်ဂါဇာကမ်းမြောင်ဒေသအခြေစိုက်ပေါ်ပူလာတပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူယာဆာအဘူရှာဘတ်တိတ်ဆုံးသွားတဲ့အကြောင်းကို သူ့ရဲ့တပ်ကဒီဇင်ဘာလ၄ရက်နေ့မှာအတိပြုသတင်းထုတ်ပြန်ခဲ့ပါတယ်။ပေါ်ပူလာတပ်ဖွဲ့ဟာဂါဇာတောင်ပိုင်းမှာရှိတဲ့ရာဖာမြို့ရဲ့အစိမ်းအပိုင်းတစ်ခုကိုထိန်းချုပ်ထားပါတယ်။အသက်32နှစ်အရွယ်အဘူရှာဘတ်တိတ်ဆုံးမှုဟာစစ်ပွဲပြီးဆုံးသွားတဲ့အချိန်ကြရင်ဂါဇာမှာအကောင့်ထဲပေါ်ဖို့ရည်ရွယ်ထားတဲ့အစ္စရေးရဲ့အစီအမံတွေကိုထိခိုက်စေဖွယ်ရှိပါတယ်။ပေါ်ပူလာတပ်ဖွဲ့ရဲ့ကြေညာချက်မှာတော့အဘူရှာဘတ်ကရာဖာမှာရှိတဲ့မြို့လယ်ရင်းပြင်မှာ မိသားစုတစ်ခုကြောင့်အချင်းမျိုးမှုကိုဝင်ဖြန်ဖြေပေးဖို့ကြိုးစားရင်းသိဆုံးကြတယ်လို့ဖော်ပြထားခဲ့ပါတယ်။ဒါပေမဲ့အသေးစိတ်အချက်အလက်တွေကိုတော့ထုတ်ပြန်မထားပါဘူး။ History စစ်ဘက်သတင်းရင်းမြစ်ကလည်းအဘူရှာဘတ်ရဲ့သိဆုံးမှုဟာအိမ်တွင်းရဲ့ကိစ္စတစ်ခုနဲ့ဆက်နွယ်နေတယ်လို့ပြောပါတယ်။ History စစ်သားတွေကအဘူရှာဘတ်ကိုရာဖာကနေပြီး History တောင်ပိုင်းမှာရှိတဲ့ဈေးရုံတစ်ခုစီရွှေ့ပြောင်းပေးဖို့အဘူတပြင်းအားထုတ်ခဲ့ပေမဲ့အသက်မမီခဲ့ဘူးလို့သိရပါတယ်။ ဂါဇာမှာအစ္စရေးကထောက်ခံပြီးလက်နက်တပ်ဆင်ပေးထားတဲ့ဟာမာစံကျင်အင်အားစုတချို့ရှိတဲ့ထဲမှာအဘူရှာဘတ်ကအထင်ရှားဆုံးခေါင်းဆောင်လည်းဖြစ်ပါတယ်။သူဦးဆောင်တဲ့တပ်တွေကအင်အားအများမများပေမဲ့စစ်စင်ရေးအရာထိရောက်တဲ့ဆွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီးဂါဇာတောင်ပိုင်းမှာဟာမာစ်ကင်းစင်တဲ့နယ်မြေတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။သတင်းတွေအရတော့အစ္စရေးအစိုးရကဂါဇာပြည်လေထူထောင်ရေးကဏ္ဍမှာ အဘူရှာဘတ်ရဲ့ပေါ်ပူလာတက်ဖွဲ့ကိုအသုံးချဖို့အစီအစဉ်တွေရေးဆွဲထားကြောင်းလည်းသိရပါတယ်။အခုတော့သူ့ရဲ့ရုတ်တရက်ကွယ်လွန်မှုကအစ္စရေးရဲ့အကြံစီတွေကိုပါရှုတ်ထွေးသွားစေမဲ့သဘောပါ။အဘူရှာဘတ်နဲ့သူ့အဖွဲ့ဟာဂါဇာတောင်ပိုင်းကာရန်ရှာလွယ်နေဆက်ကိတ်ကနေလူသားချင်းစာနာမှုထောက်ပံ့ရေးပစ္စည်းတွေဝင်ရောက်မှုကိုလည်းထိန်းချုပ်ခဲ့ပါတယ်။အဘူရှာဘတ်ကိုတစ္ဆာပေါက်တူအဖြစ်ရှုတ်ချထားတဲ့ဟာမတ်စ်ကတော့သူတေဆုံးမှုနဲ့ပတ်သက်ပြီးဆက်နွယ်မှုတစ်ခုခုရှိသလားဆိုတာကိုထုတ်မပြောပါဘူး။ ပေါ်ပြလာတက်ဖွဲ့ကတော့အဘူရှာဘတ်ဟာဟောမတ်ရဲ့လုံခြံခြင်းခံခဲ့ရတာလုံးဝမဟုတ်ဘူးလို့အခိုင်အမာပြောကြားထားပါတယ်ရှင်။ယူကရိန်းနိုင်ငံအရှိပိုင်းကဒွန်ဘတ်ဒေသတစ်ခုလုံးကိုအရယူဖို့စိတ်ပိုင်းဖြတ်ထားကြောင်းရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားလိုက်ပါတယ်။ဆင်းရဲဆိုင်ရဆွေးနွေးမှုတွေမှာဒွန်ဘတ်ကိုတင်းယူရင်းနဲ့ပတ်သက်တဲ့ဘလို့ညှိနှိုင်းမှုကမှအလက်ခံမှာမဟုတ်ကြောင်းပူတင်ကဒီဇင်ဘာ၄ရက်နေ့မှာသတိပေးခဲ့ပါတယ်။ ဒွန်ဘတ်ဟာယူကရိန်းရဲ့အရှေ့ပိုင်းပြည်နယ်တွေဖြစ်တဲ့ဒွန်ညက်စ်နဲ့လူဟန်စ်တို့ပါဝင်ဖွဲ့စည်းထားတဲ့ဒေသပါအဲ့ဒီနယ်မြေတွေလွတ်မြောက်ရေးအတွက်ရုရှားကအင်အားသုံးပါဖြစ်ကြောင်းမဟုတ်ရင်တော့ယူကရိန်းတပ်တွေအလိုက်တရိဆုတ်ခွာပေးသွားဖို့လိုကြောင်းပူတင်က ပြောပါတယ်လက်ရှိမှာတော့ရုရှားတပ်တွေဟာဒွန်ဘတ်ဒေသတစ်ခုလုံးရဲ့85ရာခိုင်နှုန်းကိုထိန်းချုပ်ထားပါတယ်အမေရိကန်ဟာလေးနှစ်နီးပါးကြာမြင့်လာပြီဖြစ်တဲ့ရုရှားနဲ့ယူကရိန်းကြားကစစ်ပွဲကိုရပ်ဆဲစေဖို့ ကြောင်းဝင်ဆစ်ဆက်ပေးနေပေမဲ့ဒိုးတက်မှုတွေရရှိဖို့ရုန်းကန်နေရဆဲပါရုရှားကယူကရိန်းနေမျိုးတွေကိုတောင်းဆိုနေပေမဲ့ယူကရိန်းကတော့အစ်ရက်ဆဲဖို့အတွက်နေမျိုးတွေဆွလွတ်ပေးရမယ်ဆိုတဲ့အချက်ကိုငင်းဆန်နေပါတယ်အိန္ဒိယနိုင်ငံဒေလီမြို့ကိုရောက်ရှိနေချိန်အတောအတွင်းအိန္ဒိယဒေလီသတင်းစာစီပြောကြားခဲ့တဲ့စကားအရာတော့ပူတင်ဟာဒွန်ဘတ်စ်ကိုမရတဲ့၍စစ်ကိုဆက်ပြီးတိုက်ခိုက်နေမယ်ဆိုတဲ့သဘောပါပဲ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ခန့်အပ်ထားတဲ့အထူးကော့စ်လဲစတီးဝက်ခော့ဦးဆောင်တဲ့ညှိနှိုင်းရေးအဖွဲ့ဟောအခုသတင်းပတ်ထဲမှာမော်စကိုမြို့စီသွားရောက်ပြီးရုရှားအစိုးရအရာရှိတွေနဲ့အဆွေးနွေးခဲ့ပေမဲ့စစ်ရဲစဲရေးအတွက်တိုးတက်မှုမျိုးယူဆောင်မလာနိုင်ခဲ့ပါဘူးဝက်ခော့ကဖလော်ရီဒါပြည်နယ်မှာယူကရိန်းကိုယ်စားလှယ်အဖွဲ့ကိုတွေးဆဖို့စီစဉ်ထားပါသေးတယ်ယူကရိန်းကတော့ရုရှားဟာအမေရိကန်ဂျောင်းဝင်ညှိနှိုင်းပေးနေတဲ့အဖြစ်ရသဘောတူညီမှုဆွေးနွေးပွဲတွေပြက်ပြဲအောင်အချိန်ချင်းရည်ရွယ်ချက်ရှိရှိဖြတ်လို့ဖြတ်စီလုပ်နေတယ်လို့ဆက်ဆွဲထားပါတယ် ယူကရိန်းနိုင်ငံသားရေးဝန်ကြီးအန်ဒရီစီဟီယာကပူတင်ဟာတကမ္ဘာလုံးရဲ့အခြေအနေကိုအလဟတဖြုံးနှီးပြနေတယ်လို့ပြောပါတယ်။ယူကရိန်းသမ္မတဗိုလိုဒီမိုဇယ်လန်စကီးကလည်းစစ်ရဲစည်းအတွက်တကယ်ကိုမှန်ကန်ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုရှိလာပြီလို့တကမ္ဘာလုံးကယုံကြည်လာချိန်မှာရုရှားရဲ့ဖိအားပေးမှုတွေကြောင့်ညှိနှိုင်းမှုတွေဟာတိုးတက်ရမယ့်အစားအချိန်ချင်းနောက်ပြန်ဆုတ်ကုန်တယ်လို့ဝေဖန်သွားပါတယ်ရှင်။အခုဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာပါ။ စကိုင်းတိုင်းကနေမြို့နယ်မှာစစ်တပ်ကချင်းတွင်းမြစ်ဘေးကမော်တော်တွေကိုလေကြောင်းတိုက်ခိုက်လို့ပြည်သူနှစ်ယောက်ထပ်မံတိတ်ဆုံးပြီးမော်တော်တွေပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီဇင်ဘာလ၄ရက်မနေ့နေ့လယ်၂နာရီဝန်းကျင်ကကနေမြို့နယ်ထောက်ကြံကုန်းရွာနီးချင်းတွင်းမြစ်ဘေးကိုဂျက်ဖိုက်တာနစီးနဲ့လေကြောင်းကနေခုနှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်မော်တော်တွေထိခိုက်ပျက်စီးခဲ့ပြီးမော်တော်ပေါ်မှာရှိတဲ့ပြည်သူနှစ်ယောက်ထပ်မံတိတ်ဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရတယ်လို့ဒေသခံတွေကပြောပါတယ်။ထောက်ကြံကုန်းရွာဘက်ကနေအထက်ပိုင်းကိုတက်တဲ့ဂုံတွေတင်တဲ့မော်တော်တွေကိုပစ်ထားလို့ဒေသခံတူကပြောပါတယ်။ဒါ့အပြင်ကနေနယ်အရှိမြောက်ပိုင်းကစစ်ဘေးရှောင်တွေရှိတဲ့နေရာတခုကိုဦးတည်ပြီးမုံရွာအနောက်မြောက်တိုင်းစစ်ထအနာချုပ်ကတက်လာတဲ့ဂျိုင်ရိုကော့ပတာနှစ်စီးနဲ့လေလေကြောင်းတက်ခိုက်သွားခဲ့ပြီးထိခိုက်မှုရှိတယ်လို့ဒေသခံတွေကဆိုထားပါတယ်။စစ်ကောင်စီတပ်ကနိုဝင်ဘာလအတွင်းမှာလေမင်းကင်းနယ်ချင်းတွင်းမြစ်ဘေးကရွှေမျောတွေကိုလေကြောင်းတက်ခိုက်ခဲ့ပြီး ထိခိုက်သေးဆုံးတာတွေရှိခဲ့ပါတယ်။ဒါပြင်မနေ့ကဒီဇင်ဘာလ၄ရက်တရက်ထဲမှာတင်စကိုင်းတိုင်းကဘူတလင်ခင်ဦးကန့်ဘလူးဝလာဆရဲဒေတာတွေမှာစစ်တပ်ကလေကြောင်းတက်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်ရှင်။ငွေဦးတော်လည်းတပိတ်ခေါင်းဆောင်တွေဆန္ဒပြတာကိုအားပေးထောက်ခံလို့ဆိုပြီးမန္တလေးဈေးကြိုအနီးကဈေးဆိုင်တွေကိုဆေးအုပ်စုကဒီဇင်ဘာလ၄ရက်မနေ့ညပိုင်းမှာဖျက်ဆီးပစ်ခဲ့ပါတယ်။ဒီဇင်ဘာလ၃ရက်မနက်ပိုင်းကမန္တလေးမြို့ပေါ်ဈေးကြိုအနီးမှာ တပည့်ခေါင်းဆောင်တွေဖြစ်တဲ့ကိုဒေသာဆန်းကိုနန်းလင်းကိုခန့်ဝေဖြိုးတို့ဦးဆောင်ပြီးဆန္ဒပြခဲ့တဲ့နောက်ရက်မှာပဲစစ်အုပ်စုကဆန္ဒပြခဲ့တဲ့နေရာတဝိုက်ကဈေးဆိုင်တွေကိုဖျက်ဆီးခဲ့တာပါဆန္ဒပြခဲ့တဲ့လမ်းဘေးဝေးရောက်ကဈေးဆိုင်60ခန့်ကိုစစ်ကောင်စီကလူအင်အား200ကျော်သုံးပြီးညပိုင်းမှာဖျက်ဆီးဖယ်ရှားခဲ့တာလို့သိရပါတယ်ပြုံးလင်စစ်တပ်ကတို့ကျောင်းဆင်းပွဲကိုတက်ရောက်ဖို့အာနာသိန်းစစ်ကောင်ဆောင်ရောက်နေချိန်လုံခြုံရေးအထူးတင်းကျပ်ထားတဲ့မန္တလေးမြို့မှာ တပိတ်ခေါင်းဆောင်တွေကဆီယနာရှင်စနစ်တိုက်ဖျက်ရင်းနဲ့စစ်ကောင်စီရွေးကောက်ပွဲဆက်ကျင်ရင်းငင်းချမ်းစွာဆန္ဒပြခဲ့ကြတာပါမန္တလေးမြို့မှာစစ်ကောင်ဆောင်မင်းအောင်လှိုင်ခီးစဉ်ရှိလို့စစ်တပ်ကအလုံးစုံရေးမြင့်ထားတဲ့အချိန်မှာပဲပြည်သူလူထုရဲ့ပေါဝင်ကူညီဆောက်ရှောက်မှုနဲ့အတူပေါ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ကိုတေစာစန်းကအသိပေးပါတယ်ဒါ့အပြင်လာမယ့်ဒီဇင်ဘာလ10ရက်အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့မှာတနိုင်ကလုံးလူထုတရံလုံးကအပြင်းမထွက်အတန်တိတ်တပိတ်ကြီး silent strike ဆင်နွှဲမယ်လို့ တပိတ်ခေါင်းဆောင်တွေကအသိပေးထားပြီးဤသူတွေပူပေါင်းပါဝင်ကြဖို့လို့ဆိုထားပါတယ်။ဒီဇင်ဘာလ3ရက်ကတပိတ်ခေါင်းဆောင်တွေဆန္ဒပြတာကိုအဒီနေ့မနက်အစောပိုင်းမှာပဲစစ်တပ်ကနိုင်ပိုင်းအတွင်အသိရှိသွားပြီးဆန္ဒပြသူတွေကိုလာရောက်ဖမ်းဆီးပေမဲ့ဖမ်းဆီးနိုင်ခြင်းမရှိခဲ့တဲ့အတွက်ဈေးကျအနီးဝန်းကျင်မှာဆဲဆိုကျိန်းပေါင်းကြတယ်လို့ဒေသခံတွေကပြောပါတယ်။ဆန္ဒပြသူတွေအားလုံးဘေးကင်းတယ်လို့ဟိုတေစာစန်းကအတည်ပြုထားတာပါအဲ့ဒီဆန္ဒပြပွဲမှာတပိတ်ခေါင်းဆောင်တွေက လူမှုသဘောထားဆန္ဒနဲ့တောင်းဆိုချက်၃ရပ်ကိုလည်းတင်ပြခဲ့ပါတယ်။အဲ့ဒီအချက်တွေကတော့အထမဖန်စီအချင်းချခံထားရတဲ့လူမှုကောင်းဆောင်ဒေါ်ဆန်းစုကြည်သမရဦးဝင်းမြတ်တို့နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးချင်းချက်မရှိအ мян ဆုံးလှုပ်ပြီးစစ်အုပ်စုပြင်ဆင်နေတဲ့အရေးကောက်ပွဲကိုလူမှုတရက်လုံးကပြက်ပြက်သားသားဆန့်ကျင်ရင်းနဲ့လူငယ်လူရွယ်များစွာကိုတည်ရင်းနဲ့ပို့နေတဲ့အထမအစ်မတန်းဥပဒေလုံးဝဖြတ်သိမ်းရေးတို့ဖြစ်ပါရဲ့ရှင်။ People's Bank ကတင်ဆက်ပေးနေတဲ့သတင်းတွေကိုကြည့်ရှုတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ရှင်